အရှင်ဖုရားယဟန်တို့ကဘေရင်ဟောတာစေကုတာတို့နဲ့အဆက်ပါတလားဖုရားအဲဘေရင်မဟောကောင်းပါတော့ယဟန်တော်တွေကဘေရင်ဟောခြင်းစေကုခြင်းဒါအနေတနာ22ပါးထဲမှာပါတယ်နော်မလောက်ကောင်းတဲ့ဥစ္စာတွေပေါ့အဲ့တော့ဘေရင်ဟောလို့ရလာတဲ့ပစ္စည်းတွေကလည်းတဂါတော်များလည်းမအပ်ဆက်ဘူးပေါ့အဲ့တော့တဂါဓမ္မတွေကဟိုဘေးရင်ဝါသနာပါလေဆိုရင်တော့ဘုန်းကြီးဘေးရင်တော့မမေးနဲ့ပေါ့လူဘေးရင်ပဲမေးရတော့အဲ့တော့ဘုန်းကြီးဘေးရင်တော့မေးရင်တိတ်ခါတစ်ခါကြတယ်ဘုန်းကြီးဖြစ်ပါလေနဲ့ဒီဘေးရင်ကိုယုံကြည်လက်ခံရှင်ဆိုတော့ ဒီကံမတက္ကတာဉာဏ်ပျက်စီးမှုတစ်ခုပါလာတယ်ဒုတိယကသီလပျက်စီးမှုတစ်ခုထပ်ပါလာတယ်နော်အဲ့တော့ဘေးရင်ကိုအယုံလွန်အားကိုခြင်းဟာကံမတက္ကတာဉာဏ်ပျက်စီးသွားနိုင်တယ်နော်ကံမတက္ကတာဉာဏ်ပျက်စီးသွားနိုင်တယ်ဆောင်းမွေးအောင်ကျင်တာကိုစာမကြိုးစားမနဲ့ဘောပင်ကိုမမ်းမုတ်ခိုင်းတာတော့တော့တဘောမကြတဲ့ကိစ္စတွေပြောနော်အဲ့တော့အောင်ကျင်နေဆိုရင်ကိုယ့်ရဲ့စူစာစူစာရမယ်ကံမလို့လားဆိုလို့လားလေအဲ့တော့ဘေးရင်စရာကံမမဟုတ်တယ်ကံဆံမဟုတ်တာကံကကိုယ့်လက်ထဲမှာရှိတာလေအဲ့ကိုဘာလို့မလဲမင်းနဲ့စောစောထားပြီးတော့ဘုရားရှိခိုးမယ်ဟောက်တော်ရင်ကတ်မယ်ပန်းကတ်မယ် နော်အဲ့လိုမျိုးဒီငါးပါးသီလတွေစောက်တည်မယ်ဒါကံကိုပြစ်လိုက်တာပဲလေကံလိုပါတယ်နော်ကံလိုပါဘေးရင်ဆရာကိုယ့်ရဲ့ကံကိုမြင်အောင်လို့မပေးနိုင်ပါဘူးမပေးနိုင်ပါဘူးဒီတပင်းညုံလေးတချို့ညုံကကိုယ့်ကံကိုဘာမှပြောင်းမလဲနိုင်ပါဘူးနော်